ထိုင်းနိုင်ငံမှာအလုပ်လုပ်နေပြီးပါမစ်သက်တမ်းကုန်နေသူတွေအထောက်အထားမရှိသူတွေကိုတစ်နှစ်ဆက်အလုပ်လုပ်ခွင့်ပြုလိုက်ကြောင်းထိုင်းအစိုးရကဒီကနေ့နိုဝင်ဘာလ23ရက်နေ့မှာကြေညာပါတယ်။ဒီအစီအစဉ်ဟာမြန်မာ၊လာအိုနဲ့ဗီယက်နမ်သုံးနိုင်ငံကလူတွေအတွက်ပဲဖြစ်တယ်လို့ထိုင်းအလုပ်သမားဝန်ကြီးဌာနကပြောပါတယ်။ဒီအထက်မှာထိုင်းနိုင်ငံတဲကိုတရားမဝင်ဝင်ရောက်လာပြီးတရားဝင်အလုပ်လုပ်ချင်ကြသူတွေလည်းပါဝင်ကြောင်းထိုင်းအလုပ်သမားဝန်ကြီးထရီနုချ်တီယန်တုံးကပြောပါတယ်။ ဒါဟာတရားမဝင်ဝင်ရောက်လာသူတွေကိုတရားဝင်စနစ်ထဲထည့်နိုင်ရေးစာရေးစာတမ်းအထောက်အထားတွေစစ်စစ်နေစေကာလမှာတရားဝင်အလုပ်လုပ်ခွင့်ရှိအောင်စီစီပေးခြင်းဖြစ်တယ်လို့ဝန်ကြီးထရီနုရှ်ကပြောပါတယ်။နိုင်ငံသားအလုပ်သမားတွေအနေနဲ့သူတို့ဘယ်သူဘဝဖြစ်တယ်ဆိုတာကိုတော့ထိုင်းအစိုးရထံမှာမှတ်ပုံတင်ကြရမှာဖြစ်ပြီးအသက်16နှစ်အောက်ကလေးပါတဲ့သူတွေကတော့သူတို့ကလေးတွေကိုမှတ်ပုံတင်ထားတဲ့ကျမရေးဌာနတွေမှာစစ်စစ်ချက်တွေရယူရမယ်လို့ဆိုပါတယ်။အခုအစ်စ်ထွက်လာတဲ့ပြောင်းလဲမှုဟာ ပြည်ထရေးနဲ့အလုသမားဝန်ကြီးဌာနတို့ကတရားဝင်ထုတ်ပြန်ပြီးတော့မှ စတင်အသက်ဝင်မှာဖြစ်ကြောင်းအလုသမားရေးဌာနယာယီညွှန်ကြားရေးမှူးချုပ်စုံချိုင်းမိုရာကော့စရီဝန်ကပြောပါတယ်ဒီကိစ္စကိုအသေးစိတ်သိကျင်လို့ထပ်မံစုံစမ်းမေးမြန်းလိုချင်ရင်သက်ဆိုင်ရာမြို့နယ်အလုသမားယုံဒါမှမဟုတ်အလုသမားဝန်ကြီးဌာနမှာစုံစမ်းမေးမြန်းနိုင်ကြောင်းလည်းသူကပြောပါတယ်လက်ရှိထိုင်းနဲ့ကမ္ဘောဒီးယားအကြားမှာနေဆက်ပဋိပက္ခတွေဆက်ဖြစ်နေသေးတာကြောင့်လူမျိုးရေးအခြေအနေအရဒီအစီအစဉ်အစ်စ်မှာ ကမ္ဘောဒီးယားအလုပ်သမားတွေမပါသေးဘူးလို့သိရပါတယ်ခင်ဗျာကျွန်တော်ဇော်မလိုက်ပါ